င်္ဂလာပါ2025ခုနှစ်အော်တိုဘာဒုတိယပတ်အတွင်းကင်းပြည်နယ်တွင်ကထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါပြီ။ကျွန်မကနော်ဖော်ပါ။စစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သား9ဦးဟာ KNU နယ်မြေကိုဝင်ရောက်ခိုးလုံလာခဲ့တဲ့တည်င်။အဲ့ဒီတပတ်ထဲမှာပဲမြိတ်တဝဲခရိုင်တွင်ကစစ်သား၄ဦးအလင်းဝင်ခဲ့တဲ့တည်င်။ ခဲအညွန်နယ်မြေတဲ့လေကြောင်းပြစ်ထတ်တိုက်ခိုက်မှုတွေကြောင့်အရက်သားတစ်ဆုံးထိခိုက်မှုတွေရှိခဲ့တဲ့တည်တဲ့ NCA ဟာစက္ကူစုံအဖြစ်ကိုရောက်ရှိသွားကြောင်းခဲအညွန်အပါအဝင် NCA လက်မှတ်ထိုးအဖွဲ့ရှစ်ဖွဲ့ကပူးတွဲကြေညာထုတ်ပြန်ခဲ့တဲ့တည်တဲ့အစရှိတဲ့တည်တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ရှင် အနာသိစစ်ကွန်ရှင်ရဲ့ပြည်သူစစ်မှုထမ်းတပ်သားခုနှစ်ဦးဟာ KNU နေပြည်တော်ကိုဝင်ရောက်ခိုးလုံလာခဲ့ကြောင်း KNU ကအမျိုးသားအစည်းအရုံးဘူကထုတ်ပြန်ခဲ့ပါတယ်။သူတို့ဟာအော်တိုဘာလ15ရက်နေ့ကစစ်ကွန်ရှင်တရင်ခါလာရခွန်9ကနေထွက်ပြေးလာကြတာပါ။ KNU ရဲ့ဂေါ်သူးလီအုပ်ချုပ်နယ်မြေ Clearly to KI လယ်တူမြို့နယ်မှာရှိတဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်ကိုထံကိုအလင်းဝင်ပတ်ပြောင်းခိုးလုံခဲ့ကြတာဖြစ်ပါတယ်။ ခိုလုံလာသူခုနှစ်ဦးကတော့အသက်20ကနေ36နှစ်ကြာရှိတဲ့ကျော်စီယာတီဟာနိုင်အောင်မျိုးဦးစီတူဟိန်မောင်မောင်တန်းနိုင်ဦးနဲ့ရာဇာထက်တို့ဖြစ်ပါတယ်သူတို့ဟာစစ်ကောင်စီတပ်ကဖွင့်လှစ်တဲ့ပြည်သူ့စစ်မှုထမ်းအပတ်စဉ်9/30နဲ့73လူကတင်နေသားတွေဖြစ်ပြီးတန်းနိုင်ဦးနဲ့ရာဇာထက်တူဦးကတော့အယောင်စားခံရပြီးစစ်မှုထမ်းဘဝကို ရောက်ရှိလာသူတွေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်ဟာ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြည်သူ့စစ်မှုချန်ဥပဒေကိုအသက်သွင်းခဲ့ပြီးနောက်အသက်18ကနေ35နှစ်ကြာအမျိုးသားတွေနဲ့18ကနေ29နှစ်ကြာအမျိုးသမီးတွေကိုစစ်မှုထမ်းဖို့စတင်စင့်ခေါ်ခဲ့တာဖြစ်ပါတယ်ဒီလိုစစ်မှုထမ်းကဏ္ဍကြောင့်ပြည်သူအများအပြားအထူးသဖြင့်လူငယ်တွေဟာစစ်မှုထမ်းတာကိုရှောင်တိမ်ဖို့နီလန်းပေါင်းစုံနဲ့စူးစမ်းနေကြပြီးနိုင်ငံတွင်းမတည်ငြိမ်မှုတွေလည်းပုံမမြင့်တက်လာခဲ့ပါတယ်။ လက်ရှိခေလုံလာတဲ့တပ်သား9ဦးဟာအခက်အခဲအမျိုးမျိုးကြောင့်ထွက်ပြေးလာခဲ့တာဖြစ်ပြီးလက်နက်တွေယူဆောင်လာနိုင်ခဲ့ခြင်းတော့မရှိပါဘူး။လရှိမှာတော့လေဒူမြို့နယ်ရဲ့တာဝန်ရှိသူတွေကသူတို့အတွက်နေရာထိုင်ခင်းအစားအသောက်နဲ့အဝတ်အထည်တွေထောက်ပံ့ပေးပြီးကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ခရမ်းညူရဲ့ထုတ်ပြန်ချက်အရသိရပါရရှင်။ ခရိုင်ညရဲ့ဂေါ်သူလီအုတ်ချုံနေမြေမြိတ်တဝဲခရိုင်လဲမူလာမြို့နယ်အတွင်းမှာလဲအာနာသိန်းစစ်တပ်ကစစ်သားစုစုပေါင်း၄ဦးအလင်းဝင်လာပါသေးတယ်။အော်တိုဘာလ9ရက်နေ့မှာစစ်ကောင်စီရဲ့တိုင်းဘူဟုအမတ်စနစ်လေ့ကျင့်ရေးတင်နှန်းဆောင်ကတပ်သား3ဦးဟာခရင်အမျိုးသားလူမျိုးရေးတပ်မတော်ခရိုင်နယ်လေတပ်မဟာလေး KNDO တရင်ခုနှစ်ထံကိုလက်နက်မဲ့ဗက်ပြောင်းခိုးလုံလာခဲ့တာပါ။အဲ့ဒီနောက်မှာ အော်တိုဘာလ10ရက်နေ့မှာ နောက်ထပ်တဦးထပ်မံဘက်ပြောင်းခဲ့တာကြောင့်စုစုပေါင်း၄ဦးရှိခဲ့ပါတယ်။အလင်းဝင်လာတဲ့တပ်သား၄ဦးထွက်ပြေးရခြင်းအကြောင်းရင်းကိုလည်း KNU ကထုတ်ပြန်ခဲ့ပါတယ်။သူတို့ဟာအနာသိမ့်တဲ့ရဲ့အတင် အာရမဖန်ဆီးစုဆောင်ခံခဲ့ရပြီးပြည်သူစစ်မှုထမ်းတင်နန်းတက်ဖို့ခိုင်းစေခံခဲ့ရတာကြောင့်လက်ကျင်ရဲ့တင်နန်းကနေထွက်ပြေးကတော်လန်ရဲ့တပ်ဖွဲ့တွေစီကိုရောက်ရှိလာခဲ့တာဖြစ်တယ်လို့ဆိုပါရယ် ခရမ်းနူကင်မျိုးသားအစီအယုံကတော့အကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းစေခိုင်းခံနေရသူစစ်တပ်အတွင်းကတဲ့သားတွေအနေနဲ့မိမိတို့နဲ့နှိဆက်ရာတော်လိုင်းတဖွဲ့တွေစီကိုရရနေနဲ့လက်နက်ချအလင်းဝင်ပတ်ပြောင်းခိုလုံကြဖို့တိုက်တွန်းထုတ်ပြန်ထားပါတယ်ရှင်။ ကောတူလီအုတ်ချုပ်နေမြခလဲလီတူခိုင်စောတိမြို့နယ်အတွင်းမှာအာနာသိန်းစစ်ကွန်ပျူရှင်ရဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ၈ရက်မနေ့ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ Jet Fighter နဲ့ဆက်နေတဲ့တိုက်ခိုက်ခဲ့ပြီးပေါင်900ပုံ24လုံးခန့်ကျဲချခဲ့တယ်လို့ဆိုပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်အရတားပြည်သူတွေထိခိုက်သေးဆုံးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ ကွင်းလေးကျွာကအသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးခဲ့ရပြီးအသက်30အရွယ်အမျိုးသားတဦးနဲ့အသက်59နှစ်အရွယ်စစ်ပေးဆောင်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒါပြင်နေအိမ်နှလုံးအပောင်ဝင်ညောင်မကြီးကျွော်နဲ့မင်္ဂလာကုန်းကျွော်ကဘုန်းကြီးကျောင်းတစ်ကျောင်းတက်ကေကုန်းကျွော်ကစာတင်ကျောင်းတစ်ကျောင်းတို့ထိမှဖြည့်ဆည်းခဲ့ရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ် ဒီလိုတိုက်ခိုက်မှုတွေဟာစစ်ကော်မရှင်ကသူတို့အာဏာတင်မြဲရဲ့အတွက်နယ်မြေတွေမှာအတင်းအဓမ္မလှုပ်ဆောင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို အထူးကြိုးပမ်းနေတဲ့ကာလနဲ့တိုက်ဆိုင်နေတယ်လို့ KNU ကလည်းထောက်ပြထားပါတယ်။တချိန်တည်းမှာပဲစစ်တပ်အနေနဲ့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေကပြည်သူလူထုကို အကြောက်တရားဖြစ်ပေါ်စေဖို့ရွေချက်ရှိရှိ လေကြောင်းကနေပုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း KNU ကသုံးသပ်ထားပါတယ်ရှင်။ အော်တိုဘာလ14ရက်နေ့လစနိုင်ဝန်တဲ့အချိန်မှာ KNU ကတူလီအုပ်ချုပ်နေမြေမြေကျွေခိုင်ထီမို့ပွားနေမြေထဲမှာ ရှိတဲ့မေတ္တမီခီထီခီကျွာကိုစစ်တပ်က Jet Fighter နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူလူထုပိုင်းအဆောက်အဦးတလုံးထိခိုက်ပျက်စီးခဲ့ရပြီးအပြင်းမဲ့ပြည်သူတချို့လည်းထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ KNU ကတည်ပြုထားပါတယ်။ ာဏာသိမ်းစစ်တပ်ကသူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့မြိတ်တဝဲခရိုင်လိုဒေသအတွင်းမှာရှိတဲ့ပြည်သူလူထုကို အကြောက်တရားဖြစ်ပွားစေဖို့ရွေကျက်ရှိရှိနဲ့ဒီလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNU ကထောက်ပြထားပါတယ်တကအကျန်းဖက်စစ်တရဲ့အယက်သားပြစ်မှတ်တွေကိုတိုက်ခိုက်နေတဲ့စစ်ရာဇဝမြောက်တဲ့လောရက်တွေကိုထပ်မံဖော်ပြနေတာပဲဖြစ်ပါရဲ့ရှင် တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ်သို့မဟုတ် NCA လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးလက်မှတ်ရထုတ်ခဲ့ကြတဲ့အဖွဲ့အစည်း6ဖွဲ့ကပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ KNU အပါအဝင် CNF, ABSDF, PNL စတဲ့အဖွဲ့အစည်းရှိကူဟာ2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာ NCA ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ NCA ကိုအကောင့်ထည့်ဖို့တဲ့ကာလအတွင်းမှာမြန်မာစစ်တပ်ဟာလုပ်ငန်းစဉ်ကိုလွှမ်းမိုးထိန်းချုပ်ခဲ့ပြီးစစ်တပ်ကြီးစိုးရေးမူဝါဒတွေနဲ့ NCA သဘောတူညီချက်တွေကိုတားဆီးပိတ်ဆို့ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လည်း KNU အပါအဝင်အဖွဲ့အစည်းတွေဟာငြိမ်းချမ်းရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးရည်မှတ်ချက်တွေကြောင့်စိတ်ရှည်တည်ခံနေလန်းရှာဖွေကစူးစမ်းခဲ့ကြလို့သဘောတူညီချက်အချို့ရရှိအောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလဆက်အာနာသိမ်းမှုဟာ NCSA ကျုပ်ရဲ့အနှစ်သာရအခြေခံမှုတွေနဲ့ရည်မှန်းချက်တွေကိုပြောင်ပြောင်တင်းတင်းဖြတ်စည်းလိုက်ပြီး NCA လုပ်ငန်းစဉ်ကိုရပ်ဆိုင်းစေခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါကြောင့် NCSA ကျုံဟာစက္ကူစုံတစ်ခုအဖြစ်သို့ရောက်ရှိသွားစေတယ်လို့ KNU အပါအဝင်အဖွဲ့အစည်းတွေက အတိအလင်းကြေညာလိုက်တာဖြစ်ပါတယ်။ NCA စာချုပ်ကိုအကြိမ်ကြိမ်ချိုးပေါက်ခဲ့တဲ့စစ်အုပ်စုကပြည်သူတွေကိုအင်အားသုံးဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကနေ နေ့စဉ်ကျူးလွန်နေချိန်မှာ NCA စနစ်ပြည့်အခမ်းအနားကိုလှုပ်ဖို့ပြင်ဆင်နေတာကိုလည်းရှုတ်ချထားကြပါရဲ့ စစ်အုပ်စုရဲ့ NCA အမေရိကန်ဟန်ပြလုံငန်းစဉ်တွေနဲ့2008ဖွဲ့စည်းပုံအောက်ကအတူအယောင်ရွေးကောက်ပွဲတွေကစစ်အာဏာရှင်တွေကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်မှုတရားဝင်မှုရအောင်ကြိုးပမ်းနေတာလည်းဖြစ်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်ပြည်သူလူထုကိုနေ့စဉ်ပုံကျဲတက်ဖြတ်နေတဲ့စစ်အုပ်စုရဲ့ဟန်ပြလုံငန်းစဉ်တွေမှာပါဝင်ခြင်းဟာစစ်အုပ်စုကို ထောက်ခံရရောက်တဲ့အကျွတ် UN, ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကို NCA စနစ်ပြည့်အခမ်းအနားကိုမတက်ရောက်ပဲ ပြည်သူလူထုနဲ့အတူရက်တည်ဖို့ခင်အန်ယူအပါအဝင် NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့အစည်းတွေကတိုက်တွန်းခဲ့ပါတယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ထူထောင်နိုင်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ရည်တည်ချက်တစ်ခုကိုကြေညာခဲ့ပါရရှင်။တန်လူခတ်သတင်းဌာနရဲ့တပတ်အတွင်းကင်ဘီနယ်တွင်ကထူးခြားသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကင်ဘီနယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးအန္တရာယ်မျိုးမျိုးကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။